အဘိယမန္တန်ဆရာတော်ရဲ့အယူဝါဒကိုအာရမဝါဒဖြင့်ကျင်ညာလိုက်ပြီးတော့အာရမဝါဒကိုဓမ္မဝါဒကနိုင်သွားပါတယ်ဦးဇင်းတို့တို့ကပြောတယ်တန်ခါရဏ40တန်ခါတန်ခါရဏ49ပါလားဟုတ်လားတန်ခါရဏ49ပါလားဟဲ့ဟဲ့49ပါ ရှင်ပြားကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးမျိုးပြောကြ။ဥစ္စာရည်ချင်းနဲ့အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိတ်ပါပြောမှာ။အသွားပြန်လမ်းစိတ်စွန့်ကျွေးမှာပြင်ဖိတ်ပြီးတော့အခုလက်တရဝင်ကြွညာတယ်။ပေယုံပေယုံမှာအဲ့တော့ဥစဉ်ကိုတိုင်းဒီရန်ပေါင်မှာနှစ်လပဲရှိတယ်။တပိတ်တလုံးသင်္ကန်းသုံးတယ်။ဥစဉ်အဲ့တန်ခါရဏနာတန်ခါနာက48ပေါင်လိုက်ရှာ။ပရမတေဝုဆရာတော်ရှာ။ ။နောက်ကအဲ့ဒီမော်ဘီယာဖုံးကြီးတစ်ပါးကိုသံဃာနာက49ပါး။ဘယ်လိုဆက်သွယ်ရမလဲ။တာသနာကြီးပွင့်ပြီ။တော့ဘယ်လိုပြောပြမလဲ။ခက်ကန်းသစင်မကြောက်ဘူး။ဒီတော့ကငကိုတဲ့ဒုက္ခတွေအကြောက်တာမဟုတ်လေ။မှားတာတော့မကြောက်တာလေ။မှန်တာဘာလို့ကြောက်လဲ။အဲ့တော့ဒီဟာကကိုကငကိုတဲ့ဒီတာသနာကိုဆောက်တော့အဲ့လိုလိုက်ပြီးတော့လိုက်ရှာခဲ့တာ။ဒီတရားတွေကိုကိုကိုယ်တိုင်တရားဝင်ဒီတော့သူတို့စစ်တယ်ဆိုရန်ကောင်းတာသူတို့ကလည်းမတရားတာလုပ်လို့ရကြောက်စရာလည်းမလိုဘူးကြောက်တယ်ဆိုတော့မဟုတ်တာလို့ပြန်မှကြောက်ကြောက် ကိုတရားဆက်နေတော့ကိုကိုတိုင်းစစ်ခံကြတယ်ပြောမစုံလိုင်စင်သွင်းနေတာလိုင်စင်သွင်းနေတာအဲ့တော့စစ်မဲ့စစ်မဲ့ပြောရဦးရအရင်ကြီးတယ်ဦးရစစ်စစ်အဲ့တော့စစ်ရင်လည်းဦးရအကျဉ်းညံတယ်ဘယ်လောက်ဒီဘယ်လောက်ဒီသုံးသက်လာတာအဲ့စစ်တဲ့လူတွေအကုန်လုံးတော့ရမှတော်ပေါ်မှာအဲ့အလောက်ဒီဦးရကသူတို့စစ်နေနေဦးရတစ်ဆိုင်တည်းကိုနိုင်ငံရောက်တဲ့သူပေါ်ပြောအဲ့တော့ဒီဦးရမောင်းတယ်လာရဲ့အဲ့သူတို့လိုက်ရှာတယ်အဲ့တော့ဦးစင်းကိုစစ်မဲ့ဆိုစစ်တဲ့ဆရာတော်တွေနေတည် မျိုးနဲ့တီးတီးရတာဟဲ့လားအဲ့ရတော့ဦးဇင်းနန်းစိတ်ပါပြောမှာဦးဇင်းအဲ့လောက်ကြည့်ယူရချက်ရှိဦးဇင်းဒီတရားပေါ်မှာဦးဇင်းယုံကြည်မှုပေါ့နော်အဲ့တော့ဒီတရားပေါ်မှာဘယ်လောက်ကြည့်ယုံကြည်လဲဦးဇင်းဒီငါဒီသစ္စာတရားတွေဟောလို့ငါ့ကိုမကျင့်တတ်လို့ခုလိုမျိုးဝင်းကြီးဆရာပဲဖြစ်ဖြစ်မကျင့်တဲ့လူကအမျိုးမျိုးကြောက်ချလို့ထောင်ကြရင်ထောင်ထဲမှာပေါ့မကျင့်တဲ့လူရှင်များကိုမယုံရှင်များတရားတွေကမှားတယ်လွဲတယ်မကျင့်တဲ့ဘူးလားလဲဆင်းပြလိုက် ရတရအတေးတဲ့ဥစဉ်ကိုလဲခေါင်းပြတ်မဲ့လူလဲဥစဉ်ကရေးမိဘူးစာချုပ်မှာလက်မှတ်ထိုးပြီးဥမှာကြည်ပြူသွားနဲ့သူ့မှာအပြစ်မရှိကြောင်းကျွန်တော်ကိုယ်တိုင်ဥစဉ်ကိုယ်တိုင်လက်မှတ်ထိုးပြီးဟာလာဘုမပြောတာမဟုတ်ဘူးဥစဉ်ပလင်ပေါ်မှာလည်းပြောတယ်ခေါ်တဲ့တရားထဲမှာလည်းရှိတယ်တိုက်နာတော့အဗိယမန္တန်ရင်တရားတော်ရဲ့အယူဝါဒကိုအာရမဝါဒပြင်ကျင်ညာလိုက်ပြီးတော့အာရမဝါဒကိုဓမ္မဝါဒကနိုင်သွားပါတယ်ဒါဘာကြောင့်အာရမဝါဒပြင်တမတ်တာလဲဆိုလို့ရှိရင်သူကသူ့ကိုယ်သူ ဟိုလူကိုထိုင်နေရန်ဖြောင်းလူပေးမာတို့ဟုတ်တယ်မနေမရအောင်ပို့ပေးမာတို့ပြီးရင်တန်ခါနိုင်ငံလေးသက်ခုနမကိုဟိုတရားရအောင်လူပေးမာတို့ပေါ့လေဟိုဖျားပဲတက်နိုင်တဲ့အရာတွေကိုသူကလုံနိုင်ကြအောင်ဖြောက်ပြောတာဟုတ်ဒီလားပြီးတော့ဟောတာတွေကအများကြီးမှားတာရအများကြီးပဲလေဒါကြောင့်မသူ့ကိုတရားဆွဲတာဖြစ်ပါတယ်တစ်ဖက်ကအဲ့ဒီလိုလူတရားကိုထိုင်နေတရားထူးရအောင်လုပ်ပေးတဲ့ဆိုတော့ကရောအရှင်သာရိပုတ္တရာတော့မတက်နိုင်ဘူးသူတို့ဝေးပေါ့ သူကဘာမလို့လဲဟုတ်တယ်မလားအရှင်တိုင်ပွဲကမဒီမဲ့တော့မှတခါတော့ကဟိုရှေဗရနတာကိုကမနာပိတာရေးမှားခဲ့ဘူးလေဒါအဲ့ဒါဘာကြောင့်မှားတယ်ဆိုလို့ရှိရင်သူ့မှာကဘုရားသခုညာမရှိဘူးအဲ့ဒီဘုရားသခုဆိုတော့ကကြတော့ဟိုတမ္မာတန်ဗုဒ္ဓဗုဒ္ဓတပါးပဲရှိတာဟိုကျန်တဲ့တာဝကရေမရှိဘူးပြောတာပါသမတမောဒဖျားပဲရှိတယ်အဲ့ဒီဗုဒ္ဓတက္ကသိုလ်ကဘာလဲဆိုရင်နံပါတ်1အာတယနုတညာရဲ့နံပါတ် ဣန္ဒြိယပရောပရိသညာအဲ့ဒီနှစ်ပါးရှိမှလူတယောက်တရားထူးရနိုင်မြန်နိုင်ကိုကြိုသိတာဖြစ်တယ်ဒီလားအဲ့ဒီဗုဒ္ဓသကုဆိုတာလည်းဆရာမတပါးခြားတော်တာကမရှိတဲ့အရာဖြစ်တယ်ဟုတ်ပြီအဲ့ဒီဗုဒ္ဓသကုလို့ခေါ်တဲ့ဣန္ဒြိယပရောပရိယတညာဆိုတာကကြတော့တရတို့ရဲ့တရာဝိရိယတတိတမတိပညာဆိုတဲ့ဣန္ဒြေ၅ပါးကိုအနုအယင်ကိုတည်တာကိုဣန္ဒြိယပရောပရိယတညာလို့ခေါ်ပါတယ်။နောက်အာတယနုတညာဆိုတာကကြတော့ ်ချက်တော်တို့ရဲ့အလိုသဏ္ဍာန်ဒီကိုတိတာကိုအာတရာနိတ္တဉဏ်လို့ခေါ်ပါတယ်အဲ့ဒီနှစ်ခုရှိမှလူကြောက်ကိုပြဟောလို့ရတာဖြစ်တယ်ထိုင်နေနေပြန်ရအောင်ဟောလို့ရတာဖြစ်တယ်ပုံမှန်လူတွေဟောလို့မရပါဘူးနော်